ားလုံးပဲမင်္ဂလာပါဒီနေ့တရားတင်မဲ့သင်ခန်းစာကတော့အခန်း14လေ့ရှိငန်း14သမတ်အုံးကနံပါတ်ခု16ပဲဖြစ်ပါတယ်အဲ့ဒီမှာနံပါတ်9မှာကျတော့စံတ8ကိုတဲ့နှစ်တောင်းချက်တော့ကျက်ပြင်ဝယ်ပြီးတော့ပြန်လဲရောင်းချတဲ့အခါမှာသုံးတောင်းချက်ရတယ်တဲ့ဒီစေးကထောက်ချတာချက်ကုန်ကြရဆိုရင်အတရင်မြက်ကရရတော့မြင်ရဖြစ်တယ်နော်။ဒါအဲ့ဒါလို့ရှိရင်ပရမတော်ဇီယောစုစုပေါင်းကုန်ကြငွေလို့ချက်တယ် ဥပောင်းကုန်းကြောင်းငွေကမူလတန်ဖိုးဖြစ်တဲ့စံတည့်ရဲ့တန်ဖိုးကတော့ဝေရွက်တန်ဖိုးရဲ့နောက်ပါသူတည်ယူလာရေကိုပေါင်းမိရမှာမူလတန်ဖိုးက2600ကျက်တည်ယူလာကတော့1600ကျက်ဆိုစုပေါင်းကုန်းကြောင်းစီက2900နဲ့600ကျက်ဖြစ်ပါတယ်သူကဘလောက်ရောင်းချလဲဆိုရင်3000ကျက်နဲ့ရောင်းချတာပေါ့ဘုန်းတော်ကျက်နဲ့ရောင်းချတာဖြစ်တဲ့ဆိုနော်ရောင်းစီပေါ့နော်ရောင်းစီက3000ကျက်ပေါ့ဒါဆိုရင်စမောဒရင်မြက်ကိုလို့ရှိရင်3000ကျက်တည်းကသူကုန်ကြရငွေ ဟုတ်နော်ဒီတိတ်ကရောစဲကိုဝယ်လာတဲ့အရာရောကိုယ်ကပေါင်းထားရတာပေါ့နော်အဲ့ဒါကိုဆိုတော့နှုတ်ပြရမယ်။ဒါပေမဲ့3000ကျက်တည်းက2000ထောက်ချတာကျက်ကိုနှုတ်ရတာမှာ2400ကျက်ကျန်ပါတယ်။ဒါအဒရီမြက်က2400ကျက်ပေါ့နော်။ဟိုအဒရီမြက်ကရာကတော့များဖြစ်တယ်နည်းတဲ့။အဲ့ဒါကတော့အဒရီမြက်ရာကတော့လို့ရှင်ကြီးနော်စုစုပေါင်းသူကုန်ကြားသေးကိုတီးပြီးတော့ကောင်ကြေးမျိုးအတရင်မျက်ကိုတီးပြီးတော့စူပါကောင်ကြေးနဲ့စားပြရတယ်။ရာကတော့လိုချင်တာဖြစ်တဲ့တရားနဲ့မျက်ပေါ့နော်။ ဒါရင်ပိုင်းဝင်မှာကြီးရဲ့ဒီနေ့နှလုံးစုံနဲ့နှလုံးစုံကြီးရမှာပေါ့နော်ဟုတ်ပြီဒါဆိုရင်နော်ဒီစနစ်နဲ့ကြီးမှာ24နဲ့196ကိုကြီးကိုစနစ်နဲ့ကြီးလို့ရတယ်အဲဒါလည်းစနစ်နဲ့လေး24စနစ်23ကြီးက196ရတယ်ပေါ့နော်ဒါဆိုရင်ပိုင်းဝင်ကြီးကြီးရတဲ့ကောင်မှာ100ကြီး100ပိုင်းရှိက23ဒီနေ့အောင်ချိုး23နဲ့ရစားမယ်ပေါ့နော်ပိုင်းဝင်ရကြီးနေတယ်အဲ့ဒါ ရှေး23ပိုင်း66ပိုင်းဆိုပြီးတော့ရာရာဂန်လေးရရှိပါတယ်။ဒါကတော့အတရင်မြောက်ကိုရာဂန်လေးခြံလာတာပေါ့နော်။နောက်တစ်ခုကနံပါတ်8ပါ။ပြည်စည်းတစ်ခုကိုတဲ့450ကျက်ဖြင့်ရာဂန်25ရာဂန်လုံးမြက်မိတဲ့။အကယ်၍အဲ့ဒီပြည်စည်းကိုပရမရောင်းစရာနေ450ကျက်ချော့ရောင်းနေရာဂန်လုံးမြက်မိတဲ့။ဟုတ်နော်။ပရမလုံးစမတော့ကဝယ်သေးပေါ့နော်။ဝယ်သေး100ကျက်နဲ့တွန်း။ဝယ်သေး100ကျက်ဆိုလို့ရှိရင်နှစ်ဘောက ယ်နည်း25ရာခိုင်နှုန်းမြတ်တာဖြစ်တယ်25ချက်နည်း25ချက်တရားမှာဝယ်သေးတရားဆိုရင်မြတ်အမြတ်က25ချက်လို့ပြောတင်တယ်25ရာခိုင်နှုန်းအဲဒီစမတော်ကရောင်းသေးရကြတော့တရားချက်နဲ့သူနော်သူအမြတ်တရား25ချက်ကိုပေါင်းတဲ့ခါမှာ125ရာခိုင်ရတယ်ဟုတ်နော်ဒါ125ချက်ပေါ်သူရောင်းနေသေးရအဲဒီရောင်းသေး125ချက်မှာတော့ဝယ်သေးတရားချက်ဟုတ်ကဲ့နော်ဒီရောင်းသေး၄၅၀ချက်ဖြစ်လည်ရင်းနဲ့ဝယ်သေးဘယ်လောက်ပဲဖြစ်ရှင်လို့ရှိရင်ကျွန်တော်က၄၅၀ချက်ကို 25နဲ့ကျွန်တော်စားပြရတယ်။တရားနဲ့မြောက်ပြရတယ်နော်။ရာဂိုင်းတို့တရားကျက်နဲ့ဒီကလက်ရမမရှိရဲ့တရားကျက်နဲ့စံပေါင်းမြောက်ပြရတယ်။ရာဂိုင်းကမှာကျွန်တော်တရားနဲ့တရား25နဲ့မြောက်တဲ့ခါမှာ25နဲ့ချိလိုက်ရတယ်။25ငါးလေးတရား25ငါးလေးတရားနဲ့စံ။အဲဒါငါးနဲ့အပေါ်ကပိုင်းဝင်၄တော့50လို့ချိတဲ့ခါမှာငါးတလီ9 9 80လေးက၄တော့50။အတင်းအဖြေက80နဲ့၄နဲ့ကိုပြတ်တဲ့ခါမှာ340ချက်ရပါတယ်။ဒါကဝယ်ဈေးပေါ့နော်။ အဝယ်စီက1240ကျည်။ဟုတ်ရရရောင်းစီပေါ့။သူကပထမရောင်းစီရနေပြီပေါ့450ကျည်ကိုလျှော့ရောင်းမှာ။ဟိုပထမရောင်းစီရ450ကျည်အဖေက450လျှော့ရတယ်ဆိုလို့လေ450ကျည်ကိုနှုတ်လိုက်မှာနော်။အဲနှုတ်လိုက်တဲ့အခါမှာဘလာရလဲဆိုရင်3600ကျည်နဲ့သူကရောင်းနေတယ်။3600ကျည်နဲ့ရောင်းနေဆိုရင်အမြတ်ဘလောက်ရလဲသိချင်လို့ရှိရင်နော်။3200 3600ကျည်ထဲက3240ကျည်ကိုဆိုတော့နှုတ်လိုက် ်ဒါဆိုရင်နော်အမြဲကဘလောက်ရရဲဆိုရင်360အဲ့တော့ကျွန်မရာဂန်နှုန်းနဲ့ပြပါဆိုရဲဆိုနော်360အချက်ကိုကျွန်မကဝယ်သေး3200 3240ဆိုရင်အမြဲက360အချက်ပေါ့အဲ့ဒါဆိုရင်အမြဲရာဂန်နှုန်းလို့ရှိရင်ကျွန်မက3260ကိုအမြဲ360ကိုဝယ်သေး3240နဲ့ကျွန်မကစားပြီးရတယ်ဟုတ်ပြီရာဂန်နှုန်းကိုစဉ်းစားကြည့်တော့လည်းတရားနဲ့ပြန်နော်ဒါလို့ရှိရင် ။ဘိုင်းရင်မှာရှိတဲ့တုံညာရဲ့ဘဝရှိတဲ့တုံညာရဲ့ခြင်းနဲ့36တက်လီယာ36ရဲ့ရပြီးတော့36ကိုးလီယာ320လီ။အသေးစပေါ်တရာကိုးနဲ့စားရတယ်နော်။စားတဲ့အခါမှာတရာကိုးနဲ့စားတဲ့အခါမှာလောက်ရတယ်ဆိုရင်11 1.9%ဆိုတော့ရရှိပါတယ်။အခုကနံပါတ်9ပါ။တတိယနဲ့တူတူဟာတဲ့။စပီဒီ80 kg ကို1 kg ရဲ့1500ကျပ်လုံးကြီးဝယ်လာတယ်။စပီဒီ10ရာကတော့ပုတ်ပုတ်တဲ့အတွက်လှုပ်ပြလိုက်ရတယ်။ ်ဘူး။55ရက်ကတော့အမြဲရလို့ရဆိုရင်ချန်စီပီပြီးများကိုတစ်ကီလိုရင်ဝင်ပြီးများနဲ့ရအောင်လို့။ပထမဆုံးစမကစီပီတစ်ကီလိုဂရမ်ကြီးဝယ်သေးကို1500ကျင်း။တစ်ကီလိုဂရမ်1500ကျင်းနဲ့ဝယ်ထားပြတယ်1500ကျင်းကြီးနဲ့။အဲလိုဝယ်လာတာစီပီတ80ကီလိုဂရမ်ကိုလေဘောနော်ဝယ်သေးလို့ချင်း1500ကျင်းနဲ့ကျွန်တော်မြောက်ပေးရတယ်။အဲဒီသတိဉာဏ်တောင်းချက်ပေါ့။နောက်ကကောင်းတဲ့စီပီတကျတော့80ကီလိုဂရမ်ကြီး90ရာခိုင်နှုန်း ောင်းတယ်သူတစ်စရာကတော့ပုတ်တယ်ဆိုတော့90ရာခိုင်နှုန်းကောင်းတယ်90ရာခိုင်နှုန်းကပုတ်သွားတာအဲ့ကြောင့်90ရာခိုင်နှုန်းတော့အကောင်းမှာ10ရာခိုင်နှုန်းပုတ်အဲ့ကြောင့်မို့စမတို့ကအဲ့ဒါစမ80ဝင်ရမယ်90ကြတာ100ပိုင်း90ပဲအဲ့ဒါကိုရှည်တဲ့အခါမှာအဲပိုင်းဝင်မှာရှိတဲ့တုံညာနှလုံးတွေပိုင်းကြီးမှာရှိတဲ့တုံညာနှလုံးတွေချိန်ရတယ်။ဒါဆိုရင်89နဲ့ပြောတော့89လေးပုံစံမျိုးဒါဆိုရင် ော်။ကောင်းတဲ့စပယ်ကြီးက84ကီလိုဂရမ်ဖြစ်ပါတယ်။အဲ့ဒါဆိုမှဝယ်လေး100မှာဆိုလို့ရှိရင်ဝယ်လေး100ဆက်ဆိုရင်အမြက်ကဘယ်လိုလဲ။သူက55ရာခိုင်နှုန်းမြက်လိုရဖြစ်တယ်။အမြက်35ကျပ်လိုရ။ဒါပေမဲ့ရောင်းလိုက်တာ135ကျပ်နဲ့ရောင်းရမှာနော်။ဒါတခုကကြတော့ကျွန်တော်တို့ကဝယ်လေး100မှာဆိုရင်ရောင်းလိုက်တာ135ကျပ်။သူကဝယ်လေးကအဲ့တော့တသိန်း1000ကျပ်နဲ့ဝယ်ရဆိုရောင်းလိုက်ပါလေသူရှင်တသိန်း1000ကိုဆိုတော့100နဲ့ဆမ်းမယ်။သူကလက်ရဘက်မှာရှိရ135နဲ့ပြောင်းပြီ။ဟုတ်ကဲ့။ပြောင်းတဲ့အခါမှာသူက ။ဟိုက100နဲ့ဘွားသုံးစံလုံးနဲ့ကြည့်ပါမယ်။ဒါတင်1000ရကျက်ချင်း။1000နဲ့ဒီဘက်က135နဲ့ဆိုတော့ညောက်ကြီးရတယ်နော်။ညောက်တော့ကနန်းကြီးအများကြီးရတယ်။ကိုပေါင်းများကြည့်ပါမယ်။ဟုတ်ပြီ။တသိန်းအဲတသိန်း6000 2000ပေါ့နော်။2000ကျက်ရပါမယ်။ဟာကြည့်ပြီ။တောင်းတသိန်း2000ကျက်ပြီးရောင်းစည်းရပြောက်လို့ဆိုရင်တသိန်း6000 2000ကျက်နဲ့ဆိုတော့ပေါ့ရောင်းမိရတယ်။အဲ့ဒါကတော့ဇေဒီ1ကီလိုဂရမ်ရဲ့ဒါက80နှစ်ဇေဒီ80နှစ်ကီလိုဂရမ်ရဲ့ရောင်းစည်းပေါ့နော်။ရှင်းလို့ရနေတာကဇေဒီ1ကီလိုဂရမ်ရဲ့ရောင်းစည်းလို့ရှိရင် ့80နှစ်လောက်ပြောပြရမှာစားပြရတယ်เนาะစားတဲ့အခါမှာ80ကီလိုဂရမ်ရောင်စီကိုစမတာ10ကီလိုဂရမ်လိုချင်ရင်80နှစ်နဲ့စားပြရလို့ရှိရင်1250ကျင်းဒါပြင်စီးပြီး10ကီလိုဂရမ်ကို1250ကျင်းဒီရောင်ရပါမယ်เนาะအဲ့လိုရောင်မှဆိုရင်35ရကနော်အမြတ်ရရမှာသူကဆရာတော်ကလည်းပုံထားပြီးတယ်1250နဲ့ရောင်မှာ10ကီလိုဂရမ်1250နဲ့ရောင်ကျင်းနဲ့ရောင်မှာ35ရကနော်ညမှာဖြစ်ပါရဲ့เนาะအဲ့ဒီဒီနေ့ကဟိုလေးကျင်ငယ် 16.3ရဲ့နံပါတ်เนาะခွန်ရှိကိုပဲဖြစ်ပါတယ်ဆုံးဖြတ်ကြည့်တဲ့အတွက်အားလုံးကိုကျေးဇူးတင်ပါတယ်အားဒီဒီကိလိုအဖြေလို့ရပါတော့အဖြေလေးလေးထိုးရပါတယ်